လေးတွေပေါ့နော်အဲသူတို့အဓိကအဖြစ်တော့ကျွန်တော်ရေပိုးအဓိကကျွေးတယ်ရေပိုးပြီးရင်တော့တခြားရေတီတို့ငါးစားလေးတွေတို့ကျွေးတယ်ပေါ့နော်ဒီနေ့ကတော့ရေပိုးသွားခက်တာရေပိုးကလုံးဝမရခဲ့ဘူးအဲ့တော့ကျွန်တော်အဓိကအစားဖြစ်တဲ့ကျွန်တော်ရေတီပဲကျွေးတော့မယ်ပေါ့နော်ဒါကျွန်တော်ကရေပိုးမရှိလို့ရေတီကျွေးရပါတော့ရေတီကတော့အဲဒီ fancy ငါသေးလေးတွေကိုအများအားကျွေးနေဖို့တော့မကောင်းဘူးပေါ့နော်အဲတကယ်လို့အရန်ကျွေးတာတော့ဘာဖြစ်ခဲ့ရေတီအစားမတန်တာတော့ဖြစ်ခဲ့ရင်တော့ဟို မားလေးတွေရဲ့ကျန်းမာရေးအခြေအနေစိုးရင်ရတယ်ဗောနော်အဲဘလူလာအပ်တဲ့ယောဂါလေးလည်းဝင်လာနိုင်တယ်ဒါကတော့ကျွန်တော်ကတော့ရေပိုးမရှိလို့ကျွန်တော်အဲယာယီအစာအနေနဲ့ပဲကျွန်တော်ကြွေးဖြစ်တယ်ဗောနော်အဲဖိုက်တာလေးတွေအတွက်ကျတော့သူကရေတီနဲ့ကနည်းနည်းကြိုက်တယ်ဗျာရေတီကြွေးရတာပို့ပြီးတော့ဖိုက်တာတွေအတွက်ကြီးထွားတော့တော့ပိုကောင်းတယ်တောင်းကားလေးနဲ့မတူသူတို့ကဟိုတောင်းကားလေးထက်စာရင်တော့သူတို့ကအစာချေတာတို့ဘာလို့ကနည်းပုံမြန်တယ်ဗောနော် အကောင်လဲနည်းနည်းထွားလို့သူတို့ကတော့ကျွေးလို့တော့ပိုကောင်းတယ်အဲပိုပြီးတော့လည်းအကြီးမြန်တယ်ပေါ့နော်အဲကျွန်တော်ကတော့ဖိုင်တာရောင်းတဲ့ဆိုင်လေးဒီဇိုင်းဖွင့်ထားတယ်တကယ်လို့မိတ်ဆွေတို့ငားမွေးနေတာပဲဖြစ်ဖြစ်တခုခုလှုပ်နေတာပဲဖြစ်ဖြစ်ကျွန်တော်ဆွေးနွေးလို့ရတယ်ကျွန်တော်ရှိမှလာပြီးဆွေးနွေးလို့ရတယ်အဲကျွန်တော်ရှိမှငားလေးတွေဝယ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဖိုင်တာနဲ့ကပီနှစ်မျိုးတည်းရောင်းနေပေါ့နော်အဲဒါဖိုင်တာလေးကြီးကျွေးပြီးသွားပြီဆိုရင်တော့ကျွန်တော်အပေါ်ကထောင်ငားလေးကျွန်တော်တတ်ကျွေးမယ်အဲမကျွေးခင်မှာကျွန်တော်ရဲ့ မွေးထားတဲ့အော်စကာကံပေါ့နော်အကံကမားလေးတွေကြွေးပေါ့နော်အခုမြင်နေရတာဒါ RTC ပေါ့ Retica Fish လို့လည်းခေါ်တယ်ပေါ့နော်ဒီကောင်အရင်အစားကျူးတယ်အဲဒါလေးတွေကတော့ကျွန်တော်မွေးထားတဲ့ဒါ Gold Fish ရွှေငါလေးတွေပေါ့နော်ရွှေငါလေးနဲ့လည်းကျွန်တော်အဲ့လိုမျိုးဟိုဆက်ဆက်ဒီဆက်ဆက်မွေးရတာသဘောကျတယ်ပေါ့နော်အိမ်မှာလည်းကျွန်တော်ငါးမျိုးစုံကျွန်တော်မွေးပြီးွားပြီအဲဒါကတော့ကျွန်တော်မွေးထားတဲ့ဒါရွှေငါအနွယ်ဝင် French လို့လည်းခေါ်တယ်ပေါ့နော်အဲငါးလေးတွေပေါ့ဒီငါးလေးတွေကရွှေငါးလေးတွေဆိုင်လုံးလုံးကစ်ကစ်လေးဆိုတော့အရန်ချစ်ဖို့ကောင်းတယ်ပေါ့နော် ဲသူတို့ကတော့အရန်စားကျူးတယ်အဲပြီးတော့ဒါကျွန်တော်မွေးထားရဲ့ဆူတေးပေါ့ဆွတ်တေးလို့လည်းခေါ်တယ်ဆူမြန်မာလိုကျတော့ဆူတေးပေါ့နော်ဒါဒီကောင်တွေလည်းအစားကျူးရတယ်မှာပါတယ်အောင်းလေးတွေကျွေးတယ်ပြီးရင်ဒေါင်းကားလေးတွေပဲရောက်လာတယ်ပေါ့နော်အဲလောလောဆယ်ကျွန်တော်ရှိမှဒေါင်းကားကတော့အပေါက်ကလေးတွေပိုများတယ်ပေါ့နော်အရွယ်ရောက်ပြီးသား site တွေထက်အပေါက်ကလေးတွေကပိုများတယ်အဲဒါဆိုရင်တော့ဒါ AFR ပေါ့နော် AFR ဆိုတော့လုံးဝတစ်ခုလုံးအနီပေါ့နော်အဲဒါလေးတွေတော့ဒါမနေရာမှာပေါက်ထားတယ်ဒါ ဟိုပီအီးရလေးပေါ့နော်ကပီပီအီးရလေးတွေပေါက်ထားနှစ်ပုံးတော့ပေါက်ထားပေါ့နော်နှစ်ပုံးကတော့ဒါဟိုကကိုဝင်တယ်တွေပဲရှိသေးတယ်ပေါ့နော်အဲဒါလေးတွေတော့ဒါ coin လေးပေါ့နော် coin တော့ကျွန်တော်ရှိမှာ3ဥလောက်ရတာတယ်အဲ coin ပြီးရင်တော့ကျွန်တော်ရှိမှာဟိုကလည်းရှိရအဲတမ်ဘူပီအီးရပေါ့တမ်ဘူပီအီးရအောင်မှာနည်းနည်းလေး site နည်းနည်းလေးကြီးတဲ့ site လေးတစ်ဆိုင်ရှိတယ်အဲပြကြရင်တော့ကျွန်တော်ရှိမှာအများကြီးပဲကပီတွေကတော့သိရမလား ဒီတိုင်းထားနေတော့သူတို့ကပေါက်နေရဆိုလေအဲ့တော်တော်များများရှိတယ်ကျွန်တော်ရှိမှာဒါကျွန်တော်မရိုက်ရသေးတဲ့ကောင်လေးလည်းရှိသေးရပါတော့တနေ့ရေးတီးရတပူးလောက်တော့ခုံးတယ်